ရဲ့ဘလို့ခေါ်မဲ့အဲ့ချိန်မှာဟောပေါ့ဟိုဒရိုက်တာနဲ့တယောက်ဆောင်ပဲအမနာကိုခိုင်းတာအမေကပြန်လုပ်ပေးရတယ်သူကြာကြာမပြောရဲဘူးဒါပေမဲ့မချင်ခိုင်းတာလေသူကသားပွဲဆိုတာသားတဲ့ဂုံပြုဖို့အမေတောက်နေတယ်ရောက်လာတာပေါ့နော်အဲသူ့ရဲ့စိတ်ကူးလေးအောင်မြင်စေချင်တယ်လေအမေပါစေလို့ရဲစတောင်းပါတယ်စား တော့တော့မပြောတဲ့မိမပါတခွန်းတော့ပြောတယ်အဲသူတို့ပြန်တော့ဟိုပါပေါ့ညားတာပေါ့နော်ကြီးရကျင်းလည်းညားတယ်ဟိုအစီအစဉ်တွေလည်းအများများဟာကြတော့ဆက်ဆက်ရအောင်မြင်ပါလေလို့ဆုတောင်းပါတယ်ပီတိဖြစ်တာပေါ့နော်မိပွဲလေးနဲ့ပတ်သက်ပြီးအမတော့ဂုံပြူဖို့တက်တက်ရောက်လာတာပေါ့လေအမရဲ့ဦးဒီတော်သားလေးဒီလိုအောင်မြင်မှုတွေများတဲ့အတွက်အမကိုလည်းဘေးကနေဝမ်းသာပီတိဖြစ်ရတာပေါ့ပီတိရှိမှကြီးလားအော်တကယ်တော့ တာတတာမင်းသားမောင်မောင်ကကနွေအမှုပညာရှင်နှစ်ဦးရဲ့အမှုပညာသွေးစစ်စစ်ပဲနော်အဲ့တော့ဒီလိုပွဲကြီးလုပ်တယ်ဆိုတာတကယ်တော့အပြင်လူဘက်ကထူးဆန်းရင်ထူးဆန်းမယ်အမားတို့ရဲ့သားအနေနဲ့ရောဒါလုံနိုင်တယ်ဆိုတာယုံကြည်ပြီးသားမထူးဆန်းဘူးဒါပေမဲ့လူငယ်တယောက်ရဲ့အတွင်းမြင်နေရမောင်နဲ့မတူတဲ့ခါကျတော့အော်တော်လိုက်တာအားကျလိုက်တာလို့ပြောလို့ဖြစ်တာပေါ့နော်အော်တကယ်လို့ကနွေအမှုပညာရှင်နှစ်ဦးရဲ့သားဆိုတော့အော်အမှုပညာတဲလိုက်ရင်တော့ပြောစရာမလိုဘူးအောင်မြင်မယ်လို့ယုံကြည်ပါတယ် ူကပါမှာပေါ့ရိုက်တယ်ဟိုပါပေါ့ဇောက်ဝင်ခန်းနေအရုပ်ရှင်ကမလာပါမှာပေါ့ဆိုအမေရောအမြဲတနေရတော့ပါမှာအမေရင်းစစ်တော့တာအဲသူရဲ့ဘလို့ခေါ်မဲ့အဲ့ရှင်မှာပေါ့ပေါ့ဟိုဒရိုက်တာနဲ့တိရစ္ဆာန်ပဲအမနာကိုခိုင်းတာအမေရတယ်ပြန်လုပ်ပေးရတယ်သူကြာကြာမပြောရဲဘူးအဲ့တိုင်မချခိုင်းတာလေသူကလုတ်ခိုင်းတယ်ဟိုအမြဲပါဆိုရင်သူနားလဲဆိုရင်ကိုယ်ဆိုတော့တော်တာမခိုင်းကြဘူးလေ ီးသွားမှာနော်။ဒါမှမင်းကြိုက်သူပြန်လို့ဆိုအဲ့လိုမျိုး။အဲဘွားရတေးဆောင်နေပဲနေတာ။ဒါပေမဲ့သူစကားနားထောင်တာလေ။နောက်ပေါ်မှာသူကအရင်စိတ်ကိုလစ်ရတာကြတာ။ဟိုသူ့လို့လဲဟိုဖြစ်စီချင်တဲ့အောင်မြင်စီချင်အဲ့ဒီစိတ်တွေပါတာပေါ့နော်။အဲသူ့ပုံကလေးကအများအခုကြည့်လိုက်တော့လေ။သူ့ကိုကိုကြည့်အောင်မသိဘူး။သူလုံးနေအမေမေရှူတယ်သွားမယ်ဘာလဲရိုက်ညာလဲအေးရတော့တော့မပြောဘူးသူကအဲ့လိုအနေအေးဟိုပါပေါ့နှုတ်လည်းနင်းနေတယ်ဟုတ်အိမ်မသားမိညာကိုခိုင်းကြရဲ့ ပြန်လာသူခန်းထဲဝင်ပါပါပဲလို့တော့မပေးရဘူးဒီဘကိုလည်းအေးပါလေအမတကယ်တော့ပြောမယ်ဆိုရင်အခုအရန်နုပြပြီးတော့စိတ်ကလေးရလေအေးချင်တော့ဟိုတကယ်တော့တကယ်ချင်းပေါင်းပေါင်းနေပြီမေတကယ်ချင်းမဟုတ်ဘူးအမ very senior ကြီးပေါ့နော်အမတော့ဆိုရင်အမတက်ဆိုင်ရဲ့ next generation နေနဲ့ဆိုတော့တုံးခုလောက်အမက junior ဖြစ်မယ်ထင်တယ်။ဒါပေမဲ့အမအနေအင်းနေမဟုတ်ဘူးတဘောလေးကောင်းနေအော်ဆက်ခေါ်တက်တက် မေတ္တာထားတဲ့စိတ်ကလေးနဲ့ရှိရဲ့အဲဒါကြောင့်မို့လို့ကတငယ်ချင်းပေါင်းပေါင်းနေတာတကယ် very simple ပါကြီးပါအဲတော့ဟိုဘယ်တော့ပဲခင်မအောင်ပေါင်းပေါင်းအမတို့ဘက်ကအမြဲ respect တစ်ခုတော့ထားပေးရတယ်အမဘယ်တော့သဘောကောင်းအောင်အမဘယ်တော့ flexible ဖြစ်ဖြစ်ဒီပေါ်မှာအမတို့အခွင့်အရေးယူပြီးတော့အမအပေါ်မှာအမတို့ကမှားလို့မရဘူးနေတော့ကိုကိုဟာကိုတော့အမြဲတမ်း respect တစ်ခုအမကိုထားပေးရတာပေါ့အဓိကတော့အဓိကတော့အမရဲ့စိတ်ထားလေးကိုအမကတူယူပါတယ်ဘာဖြစ်လို့ မှာပေါ့နော်သူများတော့မသိဘူးအမမှာတစ်ခါလေကြာရင်မောဟတွေရှိရည်ဒီရမလားစိတ်ညံလက်ညံအဲ့လိုမျိုးနောက်တစ်ခုအမကဘယ်လိုဖြစ်လဲဆိုတော့အော်ငါကောင်းရင်ကောင်းနဲ့ငါပေါ်ပြမကောင်းဘူးဆိုတော့ခါမျိုးလေးစီလီလေးမောက်မှာရှိတက်တယ်ဒါပေမဲ့အမမှာအဲ့လိုဘာမှမရှိဘူးသူ့ဘက်ကပြန်လာလားပြန်မလာလားသူ့မှာ no hope ဘာမျောလင်းကြမှာသူမထားဘူးအဲ့လိုလေသူပေးဆက်လိုက်တယ်ပေါ့နော်ဒါအဲ့လိုမျိုးစိတ်လေးတွေဆိုရင်ဒါအမတို့ဒါကိုကိုကိုပြင်ပြယူရမှာပေါ့နော်အဲ့လိုမျိုးဟာတော့နောက်တစ်ခုဆိုအမအခုဆိုအမဆိုသိရဲ့ အမအရင်ကအမအေးလေးကိုတော့ဘယ်ရည်ကြည့်ရဘယ်လိုဟာတဲ့ကြည့်ပြီးလို့ဖြစ်နေအမအေးလေးပဲအမရဲ့သမီးသားအမနေရာမှာဆိုယူရမှာပါလို့ဆိုအမအေးလေးပဲအဲ့လိုတရားရှိရဲ့ဒီစိတ်ထားလေးတွေလည်းအမတို့ကအမြဲတူယူပါတယ်နောက်တစ်ခုပေါ့အမမကြီးပြီငယ်ပြီမရှိဘူး။မာဂျူနီယာလေးဆိုလဲနော်ရွှေကြိုလေးဆိုလဲအများကြီးအမတို့အမတို့အကောင်ဝင်မအမတို့လည်းဂျူနီယာပဲအကုန်လုံးကအမကဘယ်တော့မှငါစီနီယာကြီးပဲငါအကယ်မီငါစုရှင်ပဲအဲ့လို ဟိုဘယ်လိုပြောမလဲချိန်မိုးနေတဲ့ပောက်မျိုးတွေအမမဘယ်တော့မှမရှိဘူးဒါလေးတွေအမဟိုအတူယူရတာပေါ့လေဒီပါသူစစ်ပေးပြမှာပေါ့သူအဲ့လိုမျိုးလဲသူပြက်စီချင်တယ်လုတ်ပြက်စီချင်တယ်ဆက်ဆက်ပြောတယ်ခင်မရတက်ကြည့်ပြီးအသာတိုက်အောင်မြင်မှုမြင်ချင်တာပေါ့နော်လက်ခံတဲ့ဘက်ကဆိုရင်မမမြည်ရတဲ့ဟာလေအဲ့တော့သူကမြန်လို့ပါသူလည်းမြန်ဒီလမ်းပေါ်မှာလက်ခံတဲ့တိုက်တာပြက်စီချင်တယ်ဒီတိုက် application ကိုပြည်သက်အားလုံး ဟိုဝင်ရောက်ကြည့်ရှုပါလို့တော့မစောအားပေးသူသက်တော့လည်းအားပေးပါတပားရဲ့အမှုပညာဖန်တီးမှုအတိတ်ကလေးတွေပေါ့နော်လူငယ်ခြေတက်လေးတွေဘယ်လိုလုပ်နေကြလဲဆိုတာလေးကိုဝင်ရောက်လေ့လာပေးပါလို့ဖိတ်ခေါ်ပါတယ်